ကျမ်းသာလိုတဲ့လူငယ်တွေအတွက်ကဘာကျော်တထေးဘီကေရဲ့အကြံပြုချက်၁၀ခု။ဘီကေဟာတတ်30နှစ်အရွယ်မှာပဲဘီလန်နာဖြစ်လာခဲ့ပြီးသူ့ရဲ့တတ်39နှစ်အရွယ်မှာတော့ကဘာချမ်းသာဆုံးတထေးတစ်ယောက်ဖြစ်လာခဲ့တဲ့သူပါ။ဒီနေ့ဗီဒီယိုလေးမှာတော့ချမ်းသာအောင်မြင်လိုတဲ့လူငယ်တွေအတွက်ဘီကေပေးခဲ့တဲ့အကြံကောင်း၁၀ခုကိုပြောပြပေးသွားမှာပါ။ဒီထက်ကနံပါတ်၈အကြံပြုချက်ကကျွန်တော်အကြိုက်ဆုံးအချက်ဖြစ်တာကြောင့်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးသွားကြဖို့အကြံပြုပေးရသည်။အကြံပြုချက်နံပါတ်၁ကိုကိုကိုဘယ်သူနဲ့မှမနိုင်ရှင်ပါနဲ့ ဒီလိုလောက်တာဟာကိုကိုကိုစော်ကားလိုက်တာပါပဲအိဗရာဟန်လင်ကွန်းကသူ့ရဲ့ကလေးတွေကိုစာသင်ပေးနေတဲ့ဆရာကြီးကိုဒီလိုစာရေးခဲ့ပါတယ်ဆရာခမကျွန်တော်ရဲ့ကလေးတွေကိုလောကမှာဘယ်သူမှသူ့ထပ်ပို့ပြီးမကြည့်ကြတယ်လို့သူကလည်းဘယ်သူထံမှပို့ပြီးကြည့်ကြခံနာမနေဘူးဆိုတာကိုသင်ပေးလိုက်ပါဆိုပြီးစာရေးခဲ့ပါတယ်ဒါပေမဲ့ကံမကောင်းသွားပဲလူငယ်များစုဟာသူတို့ကိုယ်သူတို့တခြားသူတွေနဲ့နှိုင်းယှဉ်ပြီးရှင်သန်နေကြပါတယ်ဘယ်သူမှငှားထပ်ပဲလူတွေတားနေတာ ဘယ်သူကဘာတွေဖြစ်နေတာဆိုတဲ့အတွေ့အကြုံကိုကိုကိုအမြဲတမ်းမကြေမနက်ဖြစ်နေပြီးပျော်ရွှင်မှုတွေတက်ကြွမှုတွေပျောက်ဆုံးနေတတ်ကြပါတယ်။ဒါကြောင့်လူငယ်တွေအနေနဲ့သိထားဖို့လိုတာလူတယောက်ဟာအရာရာမှာပြည့်စုံနေဖို့ဆိုတာမဖြစ်နိုင်ဘူးဆိုတာပါပဲ။တခြားသူတွေမှာသူတို့ပိုကောင်းတဲ့အရာတွေရှိနေသလိုတင့်မှာလည်းတခြားသူတွေထပ်ပိုကောင်းတဲ့အရာတွေရှိနေတယ်ဆိုတာကိုအမြဲတမ်းသတိရပါ။ဒါကြောင့်သင်လုံးရမယ့်လောကတခြားသူတွေသူတို့ဘဝကိုအောင်မြင်အောင်ထူးဆင်းနေတာကိုအားကြဖို့မဟုတ်ပါဘူး။ ကိုယ့်ရဲ့ကိုယ်ပိုင်ရည်ချင်းနဲ့ကိုယ့်ရဲ့ဘဝကိုအောင်မြင်အောင်ထူဆေးကြရမှာပါ။ဒါကြောင့်အကြံပြုတဲ့နံပါတ်၁အနေနဲ့ကိုယ့်ကိုယ်ကိုတခြားသူတွေနဲ့ဘယ်သောအခါမှမနိုင်ရှင်ပါနဲ့။အကြံပြုတဲ့နံပါတ်၂ဘဝမှာကြီးကြီးမားမားအနိုင်ရဖို့အတွက်ကြီးကြီးမားမားစွန့်စားရဖို့လိုပါတယ်။ဘဝမှာတတ္တိရှိဖို့အကောင်းဆုံးအချင်းကဘာမှဆုံးရှုံးစရာမရှိသေးတဲ့လူငယ်ဘဝပါ။ဒါကြောင့်လူငယ်ဘဝမှာပေါ်ပြပြမနေပါနဲ့။တာမန်လူငယ်တွေလိုမနေပါနဲ့။အိမ်မက်တွေပဲမတ်မနေပါနဲ့။ ိုလိုချင်တဲ့ပန်းနိုင်ကိုရောက်ဖို့အခုပဲထချောက်လိုက်ပါမင်းမှာဘာတွေမရှိလို့မပြည့်စုံသေးလို့ဆိုပြီးညှဉ်းညူမနေပဲကို့မှာရှိတဲ့အရာရင်းနဲ့အခုပဲစတင်လိုက်ပါအကြံပြုချက်နံပါတ်3လက်တွေ့ဘဝကြီးအားတွေ့ကြုံတွေကိုငယ်စဉ်ကတည်းကထိတွေ့ဝင်ရနေခြင်းဟာအလွန်ကြီးမားတဲ့စုလက်တစ်ခုပါလူများစုဟာအသက်30မတိုင်ခင်ဒီဘဝရဲ့သင်ခန်းစာတွေကဘာလဲဆိုတာကိုတေချာနားမလည်ခဲ့ကြတာများပါတယ်သူတို့ရဲ့အခက်အခဲပြဿနာတွေကိုမိပါတယ် ဒါမှမဟုတ်သူတို့ရဲ့အုတ်ထင်းသူတွေကအမြဲတမ်းဖြည့်ရှင်းပေးလိမ့်မယ်လို့ထင်မှတ်ထားကြပါတယ်။ဒါအမှန်တရားမဟုတ်ပါဘူး။လက်တွေ့ဘဝကြီးကခက်ခဲကြမ်းတမ်းပါတယ်။ဒီလိုခက်ခဲကြမ်းတမ်းတဲ့ဘဝကြီးလမ်းကိုကြော်ဖြတ်နိုင်ဖို့ကိုယ်ကိုယ်တိုင်ပဲကြိုးစားရမယ်။ဘယ်သူတူတယောက်ကမှကိုယ့်အတွက်အမြဲရှိနေပေးမှာမဟုတ်ဘူးဆိုတာကိုစောစောနားလေလေလေသင်ဟာအောင်မြင်မှုပန်းနိုင်ဖို့စောစောရောက်လေလေပါပဲ။အကြံပြုချက်နံပါတ်၄သင်ကိုလမ်းပြပေးမဲ့သူကိုရှာပွေပါ။သင်ကဘောလုံးသမားလားတင်းနေကစားတာလား တက်တောင်ရိုက်တဲ့သူလားဒါရီယာအရေးမကြီးပါဘူးအရေးကြီးတာဒီနယ်ပယ်တိုင်းမှာတင်လေသားကြားတဲ့သူဒါမှမဟုတ်တင့်ကိုလမ်းပြကူညီပေးနိုင်မဲ့သူတယောက်ရှိနေဖို့သာအရေးကြီးတာပါလမ်းပြပေးမဲ့သူဆိုတဲ့နေရာမှာလည်းအနာမှာအနီးကညွှန်ကြားပြသနေမှာမဟုတ်ပါဘူးတင်တဲ့သက်ဆိုင်တဲ့နယ်ပယ်မှာအောင်မြင်သူတွေရေးခဲ့တဲ့စာအုပ်တွေသူတို့တင်ကြားပြသပေးခဲ့တဲ့ဗီဒီယိုလက်ဆင်တွေအနေနဲ့တင်လေတင်ယူလေ့လာနိုင်ပါတယ်ဒါလည်းဘဝအောင်မြင်ရေးအတွက်အရန်ရေးပါတဲ့ချက်ပါ ။ဘာကြောင့်လဲဆိုတော့အောင်မြင်ခြင်းနည်းလမ်းတွေကိုအောင်မြင်သူတွေကပဲသင်ကြားပြသပေးနိုင်တာကြောင့်ပါ။အကြံပြုချက်နံပါတ်5အချိန်ကိုဖြုန်းတီးနေခြင်းဟာမင်းရဲ့ချမ်းသာကြိုးဝနိုင်တဲ့ခွင့်ရည်တွေကိုဖြုန်းတီးပြန်နေခြင်းပါ။အချိန်ဟာလူ့ဘဝရဲ့ပြန်မရနိုင်တဲ့တန်ဖိုးအကြီးဆုံးအရာတွေရာတစ်ခုပါ။ဒါကြောင့်တရားချမ်းသာကြွယ်ဝခြင်းနဲ့သူတယောက်ဆိုရင်ကိုယ့်ရဲ့အချိန်တွေကိုတန်ဖိုးထားတော့ဖို့လိုပါတယ်။အချိန်ကိုတန်ဖိုးထားပါ။အချိန်တိုင်းအချိန်တိုင်းမှာကိုယ့်ကို တိုးတက်လာသိမဲ့အရာတွေကိုသင်ယူလေ့လာဖို့ကြိုးစားပါ။ အကြံပြုချက်နံပါတ်6အောင်မြင်မှုဆိုတာမကောင်းတဲ့ဆရာတယောက်ပါဘာကြောင့်လဲဆိုတော့တင့်ကိုဘယ်တော့မှမဆုံးရှုံးနိုင်မှုဆိုတဲ့အတွေ့အကြုံဖြစ်လောက်တွေးဆောင်နေတာကြောင့်ပါရေချေအောင်မြင်ခြင်းနှိမ့်ချနေတိုင်းတတ်ဖို့လိုပါတယ်လူတယောက်ဟာအရာအလုံးကိုတူတည်သွားပြီးပိုင်ဆိုင်သွားပြီလို့ထင်လိုက်တဲ့အချိန်ဟာရက်တန့်သွားတဲ့အချိန်ပါပဲအောင်မြင်မှုကိုရေချေထိမ့်သိမ်းနိုင်တဲ့သူတွေကတော့ဘယ်တော့မှရက်တန့်မဖြစ်ပဲဆက်လက်လေးလာတည်ယူနေကြပါတယ်ဒါကြောင့်ဘယ်လိုအခြေအနေမျိုးကိုပဲရောက်ရောက်တင်ယူလေးလာမှုတွေကို ဘယ်တော့မှရပ်တန့်မဖြစ်ပါနဲ့အကြံပြုချက်နံပါတ်9မိရဲ့ကိုယ်ပိုင်အခြေအနေကိုစာဖတ်ရင်းနဲ့ကုံဆုံးနိုင်ဖို့ကြိုးစားပါဆယ်စုနှစ်သုံးခုကြော်တဲ့အထိအချမ်းသာဆုံးပုံကိုယ်တွေရဲ့တဦးဖြစ်နေသေးပြီးခေတ်ဟာနေ့စဉ်တိုးတက်စေဖို့အတွက်အမြဲတည်ယူလေ့လာနေတတ်ပါတယ်ဒီလိုလေ့လာတည်ယူတဲ့နေရာမှာလဲစာဖတ်ခြင်းနဲ့အချိန်ကုံဆုံးတတ်ကြအောင်မကြာခဏပြောလို့ရှိပါတယ်မိတ်ဆွေတို့တစ်ခုလောက်မေးပေးရသည်ဒီနေ့လို social media တွေရုပ်ရှင်တွေ ဖျော်ဖြေရေးတွေများပြားလာတဲ့ခေတ်ကြီးမှာတင်အားတစ်ပတ်ကိုစာအုပ်ဗနိုးလောက်ဖတ်ခဲ့ပြီးပြီလဲဒီမေးခွန်းရဲ့အဖြစ်နဲ့တင်ဖတ်ခဲ့တဲ့စာအုပ်တရားရရှိခဲ့တဲ့ဒီပညာတွေဟာတင်းရဲ့အနာဂတ်နဲ့ဓာတ်ရိုက်အချိုးကျနေပါတယ်အကြံပြုချက်နံပါတ်၈ပြည်မြောက်အောင်မြင်မှုကိုဖန်တီးနိုင်ဖို့အိမ်မက်တရားနေစတင်ရပါမယ်လုပ်ငန်းတစ်ခုကိုစတင်လှုပ်ဆောင်မယ်ဆိုရဲတွေးကိုလူတိုင်းနှိပါ တွေးဘူးကြပါတယ်ဒါပေမဲ့လုပ်ငန်းတစ်ခုကိုလူတိုင်းအကောင့်ထဲမဖော်နိုင်ခဲ့ကြပါဘူး ဘာကြောင့်လဲဆိုတော့လူအများစုကလုပ်ငန်းစတင်ချိန်မှာကြုံတွေ့ရနိုင်တဲ့အခက်အခဲတွေကိုရင်မဆိုင်ကြတာကြောင့်အကောင့်ထဲမပေါ်ခဲ့ကြတာကြောင့်ပါ။ဒါကြောင့်အိမ်မက်တွေကိုတတ်တောင့်တတ်တာနေရာမှာပဲမှတ်နေရင်အိမ်မက်ဟာအိမ်မက်အဖြစ်နဲ့ပဲပြီးဆုံးသွားပါလိမ့်မယ်။စတင်မှာအကောင့်ထဲပေါ်ပါ။ပြီးတော့ကိုယ့်ရဲ့အိမ်မက်တွေကိုဖမ်းဆုပ်နိုင်တဲ့လူနေစုတွေမှာပါဝင်လိုက်ပါ။အကြံပြုချက်နံပါတ်9အမြဲတမ်းညှဉ်းပန်းနေတဲ့ဖောက်တယ်တွေဟာတင်းအတွက်တင်ယူလေးလာနိုင်တဲ့အကောင်းဆုံးအရေးအမြစ်တွေပါ။ ဘာကြောင့်လဲဆိုတော့ပြီးပြေဆုံးတဲ့လူဆိုတာမရှိသလိုပြီးပြေဆုံးတဲ့ထုတ်ကုန်တွေဝန်ဆောင်မှုတွေဆိုတာလည်းမရှိပါဘူး။ဒါကြောင့်တင်းရဲ့ထုတ်ကုန်ဒါမှမဟုတ်တင်းရဲ့ဝန်ဆောင်မှုတွေကိုအမြဲတမ်းညှဉ်းညူနေတတ်တဲ့ customer တွေဒီကနေသင်ယူပါ။အမားတွေကို ပြင်ဆင်ပါ။ဒါဟာတင်းကိုတိုးတက်စေမယ့်အကောင်းဆုံးနည်းလမ်းလေးဖြစ်ပါတယ်။အကြံပြုချက်နံပါတ်30အေးရာနေနိုးလာတဲ့မနက်ခင်းတိုင်းမှာဒီနေ့ကတင့်ရဲ့နောက်ဆုံးနေ့လို့တွေးကြည့်လိုက်ပါ။ဒါဆိုတင်လို့ရမယ့်လုံတိုင်းဟာအရေးကြီးနေတယ်ဆိုတာကိုတွေးရပါလိမ့်မယ်။ ဒီလိုတွေးလိုက်တာအချိန်ဆွဲခြင်းနဲ့အချင်းအလုတ်ကိုဖင်လေးစွာပြုလုပ်တတ်တဲ့အချင်းတွေကိုပျောက်ကွယ်သွားစေနိုင်ပါတယ်။တင်းတို့ရဲ့တွေးထဲမှာနေ့ရက်တိုင်းအချိန်တိုင်းဟာတန်ဖိုးရှိရလို့တွေးမိလားနဲ့မလိုအပ်ဖဲအချိန်ဆွဲတာအကျိုးမရှိမှပိုပြီးနားလည်လာပါလိမ့်မယ်။ဒါရီယာတို့ကဘာကျော်သတိဘီကေရဲ့လူငယ်တွေအတွက်အကောင်းဆုံးအကြံပြုချက်ဆဲကူပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့မိတ်ဆွေများလည်းဒီဗီဒီယိုလေးကနေတန်ဖိုးရှိတဲ့တဲ့ုံတစ်ခုကိုရရှိခဲ့ကြလိမ့်မယ်လို့မျှော်လင့်ပါရစေ။ နောက်ရက်ဒီမှာလည်းပုံပုံကောင်းမွန်တဲ့ဗီဒီယိုလေးကိုဖန်တီးတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ TNN Live Channel ဆိုတဲ့ Facebook Page နဲ့ YouTube Channel လေးကို Follow နဲ့ Subscribe ပြုလုပ်ပေးသွားကြဖို့တောင်းဆိုပါရစေ။ချက်တော်မိမြန်မာနိုင်ငံတော်ကြီးလည်းအမြန်ဆုံးအေးချမ်းသာရပါစေ။ကြည့်ရှုအားပေးခဲ့တဲ့မိတ်ဆွေတယောက်ချင်းတွေကိုလည်းကျေးဇူးတို့တင်ပါရဲ့ဗျ။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူတာညီဖြစ်ပါတယ်။